ပေးလေးတွေကြောင်းလေးတွေကိုနှွေးရာသီမှာရေချိုးပေးတဲ့အခါမှာဆိုလို့ရှင်ကျွန်တော်တို့တွေအနေနဲ့ဘယ်အချိန်မှာချိုးပေးရမှာလဲဘယ်လိုမျိုးချိုးပေးသင့်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးမှကျွန်တော်အနေနဲ့ဒါဒီနေ့မှာဆွေးနွေးပြောပြပေးသွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နှွေးရာသီဟာဆိုလို့ရှင်ရဲ့အရန်ကိုပူပြင်းလွမ်းတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့နေရာတွေဆိုလို့ရှင်ရင်ဒါ38 39တချို့နေရာတွေဆိုရင်အခုချိန်40ဒီဂရီဆယ်စီယက်ရှိနေတာမျိုးတွေလည်းကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တနေ့တာမှာဘယ်အချိန်ကကျွန်တော်တို့ဒါအရန်ပူတယ်လဲဘယ်အချိန်က တော့သူတို့ကိုရေချိုးပေးလို့တင့်တော်တယ်လဲဆိုတာကိုကျွန်တော်အနေနဲ့ဒါနိုင်လေးနဲ့ပြောမယ်ဆိုလို့ရှိရင်အများသောအားဖြင့်ကျွန်တော်တို့ခွေးလေးတွေကြောင်လေးတွေကိုရေချိုးပေးလို့အကောင်းဆုံးအချိန်ကပဲအချိန်လဲဆိုလို့ရှိရင်မနက်9နိုင်ကနေပြီးမှကျွန်တော်တို့17နိုင်အတွင်းဟာဆိုလို့ရှိရင်သူတို့ကိုရေချိုးပေးလို့အကောင်းဆုံးချိန်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင်အဲ့ဒီအချိန်တော်အတွင်းမှာအရန်ကိုလည်းမပူဘူး။အရန်ကြီးအေးနေတာမျိုးလည်းမဟုတ်ဘူး။အပူချိန်ကတာမန်အနေထားလောက်ပဲရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလိုချိန်တော်အတွင်းမှာ ကျွန်တော်တို့ရေချိုးပေးတာမျိုးကိုပြုလုပ်တဲ့နယ်ပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှင်အကယ်၍သာကျွန်တော်တို့ကအရန်ပူပြင်းတဲ့အချိန်မျိုးမှာသူတို့ကိုရေချိုးပေးတယ်ဆိုလို့ရှင်ရေ အခက်မတင်လို့ရှင်ရင်အပူရှက်တာမျိုးတွေကျွန်တော်တို့ဒါကြုံတွေ့ရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေနဲ့ရေချိုးပေးတယ်ဆိုလို့ရှင်အရင်မပူပြင်းလွန်းတဲ့ဒါအချိန်မျိုးမှာကျွန်တော်တို့ချိုးပေးတာပိုကောင်းတယ်ပြီးတော့လို့ရှင် ရေချိုးပေးတဲ့အခါမှာဆိုလို့ရှင်ရာသီဥတုအရင်ပူတဲ့အတွက်ကြောင့်မလို့သူတို့တွေကိုကျွန်တော်တို့လုံးဝအေးခဲနေတဲ့ရေမျိုးနဲ့ချိုးပေးတာမျိုးလုံးဝမပြုတ်လို့တင်ဘူးပေါ့နော်တာမန်သူတို့တွေနေနဲ့ကျွန်တော်တို့ပြောမယ်ဆိုလို့ရှင်အပူချိန်အားဖြင့်ဆိုလို့ရှင်39ဒီဂရီဆယ်စီယပ်လောက်ရှိတဲ့ရေလောက်ခါဆိုလို့ရှင်ဒါသူတို့အတွက်အ အဆင်ပြေဆုံးလို့ကျွန်တော်တို့ဒါပြောလို့ရတယ်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင် ရေချိုးပေးပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ရာသီဥတုပူပြင်းနေတာပဲအဲသူတို့တွေသူတို့ဘာသာသူတို့6ပါးစီဆိုပြီးမှကျွန်တော်တို့အမွေးအမြင်တွေကိုဒါ dryer တွေနဲ့မဟုတ်ဘဲနဲ့ဒီတိုင်းထားတာမျိုးတွေကျွန်တော်တို့မပြုတ်လုပ်တဲ့မျိုးပေါ့နော်။ဘာကြောင့်လဲဆိုလို့ရှိရင် အကယ်၍ဒါပေါ့နော် ပြပကအပူချိန်ကအရန်ကိုများနေတယ်ဆိုထိုင်းစားကလည်းရှိနေတယ်ဆိုလို့ရှိရင်ရုပ်ရည်အပူရှက်တာမျိုးကမဖြစ်မနေဒီချိန်တော့တွေမှာဖြစ်သွားနိုင်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ရေချိုးပေးပြီးသွားပြီဆိုလို့ရှိရင်တော့မှဒါ dryer နဲ့သူတို့ရဲ့အမွေးမြင်တွေကို၆သွေ့အောင်လို့ကျွန်တော်တို့စနစ်တကျမှုတ်ပေးတာမျိုးတွေတပတ်တွေနဲ့ကျွန်တော်တို့စနစ်တကျတုပ်ပေးတာမျိုးတွေကျွန်တော်တို့ဒါပြုလုပ်တဲ့နေပြီးနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်နေပူနေတာပဲသူတို့နေအမွေးဖန့်ဖန့်လေးနဲ့ပေါ့နော်နည်းနည်းလေးဆိုနေတာလေးကဘာမှပြဿနာမ ရှိဘူးဆိုပြီးမှကျွန်တော်တို့ဒီတိုင်းသွားထားလို့မရဘူးပေါ့နော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့နေရေချိုးပေးပြီးသွားပြီဆိုလို့ရှိရင်အမွေးမြင်တွေကိုလည်းနှဝ6တွေ့နေအောင်လုပ်ဖို့အတွက်ကျွန်တော်တို့မဖြစ်မနေလိုအပ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေကို အနွေရသည်အရန်ပူတဲ့အတွက်ကြောင့်မလို့ဆိုပြီးတော့မှဒါ၂ရက်၃ရက်ခြားတစ်ခါရေချိုးပေးတာမျိုးတွေကျွန်တော်တို့မပြုတ်လို့မိဖို့လိုတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီရက်တော်တွင်းနေမှာဆိုလို့ရှိရင်ခွေးလေးတွေကြောင်လေးတွေမှာအရေးပြားပြဿနာနဲ့ပတ်သက်ပြီးမှကျွန်တော်တို့ဒါအများဆုံးတွေ့ရတယ်။ဘလိုမျိုးတွေရေချိုးပေးနေလဲလို့ကျွန်တော်မေးကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်၂ရက်ခြား၃ရက်ခြားတစ်ခါလောက်ကိုရေချိုးပေးတာမျိုးတွေပြုတ်လုံနေတယ်ဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်ပေါ့နော်။အဲ့ဒီခါမှာဘာပြဿနာတွေဖြစ်လာလဲဆိုရင်ရှမ်ပူတွေလောင်စားပြီးမှကျွန်တော်တို့အလက်ဂျစ်တွေဖြစ် ပြီးအေးပြားရားနာတွေဖြစ်လာတာမျိုးတွေကိုကျွန်တော်တို့ဒါအများဆုံးတွေ့ရတယ်အဲ့တော့ကြောင့်မလို့ကွေးလေးတွေကြောင်လေးတွေကိုနွေရာသီမှာလဲရေချိုးပေးမယ်ဆိုလို့ရှိရင်နှစ်ပတ်နေမှတစ်ခါလောက်ချိုးပေးတယ်ဆိုလို့ရှိရင်လုံလောက်တယ်အဲတခြားအချိန်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအဲ၃ဘတ်တခါဒါမှမဟုတ်လို့ရှိရင်တစ်လတစ်ခါလောက်ချိုးပေးတယ်ဆိုရုံနဲ့ကိုကျွန်တော်တို့ဒါလုံလောက်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ရေချိုးပေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ဂရုစိုက်ရမယ့်အရာတွေက ဘာလဲဆိုလို့ရှိရင်သူတို့တွေကိုကျွန်တော်တို့ရေချိုးခန်းနဲ့ခေါ်သွားတဲ့အခါမှာဆိုလို့ရှိရင်ရေချိုးခန်းတွေကစူတိုင်းစားဘလောက်ရှိနေလဲပြမအပူချင်းဘလောက်ရှိနေလဲဆိုတာကျွန်တော်တို့တွေအနေနဲ့တစ်ချက်တတိထားဖို့လိုတယ်ဗောနော်အကယ်၍ကိုကရေမချိုးပေးသေးပဲတဲ့ရေချိုးခန်းထဲမှာခဏထားမိသွားတယ်ပြမအပူချင်းအရန်ပူတယ်ဆိုလို့ရှိရင်ဒီချိန်တောတွင်းမှာကျွန်တော်တို့ heat stroke ဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအနေနဲ့ရေချိုးပေးမယ်ဆိုလို့ရှိရင် မှာချက်ချင်းရေချိုးကန်းနဲ့ခေါ်သွားတယ်ခေါ်သွားပြီးတော့ကျွန်တော်တို့ဒါခြေထောက်လေးတွေကနေစလောင်းတာမျိုးတွေကျွန်တော်ဒါမျိုးလေးတွေပြုလုပ်ပေးတာမျိုးတွေမဖြစ်မနေပြုလုပ်တဲ့နယ်ပေါ့နော်